မင်္ဂလာပါခင်ဗျာဒီနေ့ Manchester United ပြည်သက်တွေအတွက်တော်တော်လေးအရေးကြီးတဲ့အကြောင်းအရာတစ်ခုကိုဆွေးနွေးကြအောင်အဓိကကတော့အဲတိတ်ဆမှု Benjamin Sesko စပန်ရဲ့ပွဲမှာရထားတဲ့ဒူးတန်ရပါလေအဲ့ဒီတန်ရကနေဘာတွေဆက်ဖြစ်လာနိုင်မလဲပြီးတော့ Joshua Zagzi သူရဲ့အနာဂတ်ကိုရောဘယ်လိုသိအောင်မလဲဒါလေးတွေကြည့်ကြအောင်ပေါ့ဟုတ်ကဲ့အခုကအားလုံးကအဲ့ဒီကိုပဲစိတ်ဝင်စားနေကြတာနောက်ဆုံးရသတင်းတွေကတော့ Fabrizio Romano C ကအများဆုံးလာတာပေါ့နော်ဟုတ်ပါတယ် ။ဆိုတော့ကျွန်တော်ဒီနေ့အဓိကကြည့်ရှင်တာကဒီသတင်းတွေရဲ့နောက်ွယ်မှာပါရှိလေ။အသင်းအစည်းအဝေးတွေဘလို့ကြောင်းထွားနိုင်လဲ။အထူးသဖြင့်အခုကစောင်းရသည် AF ကောင်ကလည်းနီးလာပြီဆိုတော့လေ။ဟွန်းလူရင်အားစီမံခန့်ကွယ်မှုကအရေးအရေးကြီးလာမယ့်အချိန်ပေါ့။ပထမဆုံးဆက်ပြောရရင်စပါနဲ့ပွဲကမြင်ကွယ်မယ်။အားလုံးမြင်လိုက်ကြပါပါ။ဆက်စကိုဘောလုံးလိုက်ရင်းနဲ့ဒူးကအဲတမျိုးဖြစ်သွားပုံပဲ။ဟုတ်တယ်ကြည်နေရင်ရင်ထဲထိတ်ခနဲဖြစ်သွားတယ်။ နာသွားတဲ့ပုံနဲ့ချက်ချင်းဝဲအချက်ပြပြီးလူစားလဲဖို့လို့ရတော့တာဟုတ်ပါတယ်ကြည်ရတာတော်တော်လေးတော့စိတ်ပူစရာပဲအခုအရေးကြီးဆုံးကတော့ကာရင်တမလုံးမဲ့စကန်ဖြေပဲကလပ်ရဲ့လီချင်းရေးကွင်းမှာပေါ့အဲ့ဒီကဖြေထွက်လာမှပဲဒဏ်ရာကဘယ်လောက်ဆိုးလဲအရွှေ့တွေပါတယ်ပါသွားလားဘလုံးနာရမလဲတိတိကျကျထီအောင်ပါသူ့နိုင်ငံအသင်းမိပြတ်မကြားကက်စ်ကတော့တရားဝင်ရဲ့ဖြေကိုစောင့်နေတယ်ဆိုတော့သူလဲစိတ်ပူနေမှာပဲဟုတ်ကဲ့ သူကလည်းလောလောဆယ်မန်စားပြောဆိုတာတွေမလုပ်ဖို့မေတ္တာရက်ခံထားတယ်လေအခြေအနေကိုလေးစားဖို့ပေါ့အင်းအဲ့လိုစောင့်နေတော့မှပဲရိုမာနိုစီကဒရင်တစ်ခုထွက်လာတယ်လေသူကဘာပြောလဲဆိုတော့ United Twin ဘိုင်းမှာတော့ optimistic နာနေဖြစ်နေကြတယ်ဆိုလားအင်းသူပြောတာကတော့ဟို6လ9လနားရမယ် ACL လို့တန်ရားကြီးမျိုးတော့မဟုတ်လောက်ဘူးလို့မျောလင့်နေကြတယ်ပေါ့အဲ့တော့ဒရင်ကောင်းမယ်လားအမ်ဒရင်ကောင်းလို့တော့ TikTok ပြောင်းလို့မရသေးဘူးဒါခဏအိုခမန်းချက်အတွေးမိုက်မြုံလင့်ချက်ပဲရှိသေးတာစစ်စစ်ချက်အတိအကျထွက်လာမှဒူးတန်ရဆိုတာနည်းနည်းရှုပ်ထွေးရလीအပြင်းမှန်းကြည့်တာနဲ့မသိနိုင်တာတွေရှိတယ်ဆိုတော့တေချာတာကတော့နားချင်တစ်ခုတော့လိုမှာပဲချက်ချင်းပြန်ကစားနိုင်မှာမဟုတ်ဘူးဟုတ်ပြီဟုတ်ပြီအဲ့ဒီနားချင်အခုဆိုတာကပဲအရေးကြီးနေရဘာလို့လဲဆိုတော့အချင်းကြိုက်ကအရန်ဆိုးတယ်လीတကယ်ဆိုးတာအခုချိန်ကနေနစ်ကုန်မိုင်းအထိကပွဲတွေကတပတ်နှစ်ပွဲနှုံးလောက်ကစားရတော့မှာ ပရီးမီးယားလီရောဥရောပပွဲရောပြည်တွင်းဖလားတွေရောပြီလားဇန်နဝါရီမှာ AFCON လာပြီဟုတ်တယ်အဲ့လာကပိုဆိုးသွားစေနိုင်တယ်အံပွေမှုနဲ့အာမတီယာလိုသူတို့နဲ့အောင်ပါသွားရင်တောင်ပန်အင်ယန်ကတိတိတာတာရော့သွားမှာပရီးမီးယားလီပွဲစဉ်10ပွဲလောက်အထိလွဲနိုင်တယ်လို့တော့ခံနေကြတာနော်음 so အဲ့ဒီအချင်းဒီမှာအဓိကတိုက်စစ်မှုတွေရောဖြစ်လာနေတဲ့ဆက်စကိုဗာတန်ရာရောက်သွားပြီဆိုရင်အသင်းရဲ့တိုက်စစ်ပိုင်းစကွတ်တပ်ကတော်တော်လေးပါသွားတယ်ဟုတ်ပါအဲ့ဒါကြောင့်အကျိုးဆက်ကပါလဲဆိုတော့ တိုက်စစ်ပိုင်းအစီအစဉ်တွေကိုချက်ချင်းပြန်စင်စားတော့တာပဲအရင်ကဇန်နဝါရီမှာငါချဖို့စင်စားထားနိုင်တဲ့ကစားသမားမျိုးကိုတော့အခုအတင်းမှာဆက်ထားဖို့လိုလာနိုင်တယ်။อืมဥပမာပြောရရင်ဂျူရှွာဇာက်စီပေါ့သူကိစ္စကရှေ့တန်းရောက်လာပြီ။ဒါပဲ။ဆက်စကိုရဲ့ကန်ဆူမှုကဇာစီအတွက်တော့ကြမျိုးအခွင့်အရေးဖြစ်လာနိုင်တယ်။ယူမာနိုတရင်အားဆိုရင် United ကဆက်စကိုဘလောက်နားရမလဲအတိအကျထိတာနဲ့ ဇက်စီပန်ရဲ့စကားပြောမှုပြင်နေရတယ်။ဟုတ်။သူ့ရဲ့အနာကအခန်းကဏ္ဍနဲ့ပတ်သက်ပြီးပေါ့အရင်ကနေမတူတော့ဘူး။ဟုတ်တယ်။အရင်ကဆိုအငားချဖို့များတယ်လို့ထင်ထားတာ။အဲ့ဒီမှာနီးပြယူပင်အမော်ရင်ရဲ့သဘောထားကလည်းစိတ်ဝင်စားဖို့ကောင်းတယ်။တရင်းနေရာဆိုအမော်ရင်ကဇက်စီကိုတော်တော်လေးသဘောကျတယ်။အတင်းအထက်အရေးပါတယ်သူ့လို့မြင်နေတယ်။အော်။ဟုတ်လား။ဟုတ်။ယိုမနူပြောတာတော့အမယင်းကဇက်စီတို့ကိုဘီမင်းတို့လိုလူငယ်တွေကိုဇန်နဝါရီမှာဘလို့မှအတင်းကထွက်မသွားစေချင်ဘူး။ အကြောင်းရင်းကခုနပြောရဲ AFC1 နဲ့ Sesco တိုင်ရာကြောင့်ပေါ့ဒါပေါ့ဒီလိုကစားသမားတွေလက်လက်နိုင်တဲ့အချိန်မှာဂျန်တဲ့သူတွေကပွဲကစားခြင်းပိုရမှာဖြစ်မယ်သူတို့အရေးတွေးပြခွင့်ရမှာဖြစ်မယ်လို့နီးပြကတွတ်ထားပုံပဲဆိုတော့ဒါက Zaxy ကအရင်ကလည်းပိုရေးပါလာနိုင်တယ်ပေါ့อืมဒါပေမဲ့မင်းစရာတခုက Zaxy ကတော့ Sesco ရဲ့နေရာကိုအဆောက်အအုံနိုင်ပါမလားကစားပုံကတူရမှာမဟုတ်တာဟုတ်တယ် Sesco က Tagman ပုံစံဘောလုံးထင်းအတင်းဖော်ရတဲ့နေရာဖန်တီးပေးတာမျိုး Zaxy က ပိုပြီး technical ဆန်တယ်။နေရာကျွန်းထဲမှာလုရှာတာပိုကောင်းတယ်။ဆိုတော့အောင်မွေးကဇက်စီကိုဆက်စကိုလုကစားခိုင်းမလား။ဒါမို့သူ့အားသာချက်နဲ့ကြိုက်အောင်နည်းနည်းပြောင်းပေးမလား။ဒါကစောင့်ကြည့်ရမှာ။ဒါကနေဖြူဟောင်ပိုင်းပေါ့။လက်ရှိ United ရဲ့တချမ်းမှုကတော့ရှင်းနေပုံပဲ။ဆက်စကိုကဟုတ်တယ်ဒီရတီနီကိုပဲတွင်းနေတယ်။ဒါပေမဲ့နောက်ပိုင်းပွဲတွေမှာတိုက်စစ်ကိုဥဆောင်နေတာသူပဲ။ကိုတွင်းကထက်သူရဲ့ hold the play တွေပြန်မဲ့ခန်းစစ်ကိုဆွဲခေါ်တာတွေကအေးပါတယ်လေ။အင်း အခု तू ဘလောက်ကြာကြာနားရမလဲမသိသေးဘူးပြီးတော့ AFC1 ကိစ္စလည်းရှိနေရောတိုက်စစ်မှာလူကတော်တော်နေသွားပြီဒီတော့ success ကိုဆက်ထားမှာအဆင်ပြေမယ်အသိရဲ့ depth ကို ထိန်းထားနိုင်မယ်ပေါ့ဟုတ်တယ်ဒါပေမဲ့နောက်တစ်ချက်ရှိသေးတယ် success ကိုစိတ်ဝင်စားနေတဲ့အသင်းတွေလည်းရှိနေတယ်ဆိုတာပဲอืมပယ်အသင်းတွေလဲ West Ham တို့ AS Roma တို့နာမည်ကြီးနေရတယ်သူတို့က success ကိုပုံမှန်ပွဲချခွင့်ပေးနိုင်တယ်ဆိုပြီးချင်းကန်နိုင်တယ် ဆိုတော့ယူမိုက်တဲ့ရဲ့လက်ရှိယက်တီချက်ကအဲ့ဒါကိုဘယ်လိုတွန့်ပြမလဲအခုလော်လော့ဆန်သူတို့ယက်တီချက်ကတော့ဆောင်းရတီအတွက်မှလူရဟမညော့အောင်အရင်ထိန်ထားမယ် sex ကိုပြန်လာ AFCN ကလူတွေပြန်လာအဲ့ဒီချိန်ရောက်မှဇက်စီကိစ္စကိုပြန်ရှင်းစားမယ်ဆိုတဲ့သဘောမျိုးပဲဟွန်းစောင့်ကြည့်မူရပါဒါပေမဲ့အဲ့ဒါကဇက်စီအတွက်ရောအကောင်းဆုံးဖြစ်ပါမလားသူကိုယ်တိုင်ကပွဲကစားချိန်လူကြည့်နေချိန်မှာဒီလိုအရာနဲ့လည်းပဲစောင့်နေရတာမျိုးကိုစိတ်ရွှေနိုင်မှာမလားဟုတ်တယ်တကယ်လို့များ ဆက်စကိုတန်ရာကထင်သာတဲ့ပူကြသွားရင်ရောဒါမှမဟုတ်ဇက်စီကရတဲ့ခွင့်ရင်မှာခြေစွမ်းမပြနိုင်ခင်ရောအဲ့ဒီအခါကျရင် United ကဇန်နဝါရီမှာအရေးပေါ်တည်ဆင်မှုတရားမလို့အငားပြန်ခေါ်ဖို့စဉ်းစားလာနိုင်တယ်အဲ့လိုဖြစ်နိုင်ခြေတွေလည်းရှိတာပဲစဉ်းစားစရာတွေကတော့တကယ်များတာပဲကဲဒါဆိုလောလောဆယ်အဓိကဆောက်ရမှာကတော့ Carrington က scan ဖြေပေးပေါ့ဟုတ်ပါတယ်အဲ့ဒီဖြေထွက်လာပြီး Sesco ဘလောက်နားရမယ်တိတိကျကျတီးသွားပြီဆိုရင်တော့ တီးတာနဲ့ United ကဇာစီပတ်နဲ့စကားပြောမယ်။အတင်းမှာသူ့အခန်းကဏ္ဍဘလို့ရှိလာနိုင်မလဲဆိုတာတော့ဗော။အင်းပြီးရင်တော့ AFC on Gala တဲ့ rotation plan နေတေချာဆွဲရတော့မှာ။အမ်ဘူမိုတို့ဒီယောလို့တို့မရှိတဲ့အချိန်လက်ချောင်စားသမားတွေကိုဘလို့အလျက်ချသုံးမလဲ။ဇာစီကပွဲထွက်ခွစ်ပို့ရမလား။တမန်ဘောလူစားဝင်ချိန်ပို့ရမလား။ဟုတ်ကဲ့။အဲ့ဒီရလာတဲ့အခွင့်အရေးကိုသူဘလောက်အသုံးချနိုင်မလဲဆိုတာကသူ့အတွက်ရောအသင်းအတွက်ရောအရေးကြီးတယ်။ တကယ်လို့သူကဒါကိုအမိရအတုံးချပြီးခြေစွမ်းပြနေခဲ့ရင်ဒါဆိုရင်အရင်ကသူ့အပေါ်ထားတဲ့အစီအစဉ်တွေအမြင်တွေအကုန်ပြောင်းလာနိုင်တာပေါ့ကဲဒါဆိုဒီနေ့ဆွေးနွေးခဲ့တာတွေကိုအတိုချို့ပြန်ကြည့်ရရင်တော့ Six Go ရဲ့တန်ရကအတိုင်းတာတိရမတိသေးရင်မဲ့ United ကိုစောင်းရသည့်အတွက်တိုက်စစ်ပိုင်းအစီအစဉ်တွေအရေးကြီးပြန်စဉ်းစားစေခဲ့ပြီ ကဲဒါဆိုဒီနေ့ဆွေးနွေးဖဲ့တာဒီကိုအတူချုပ်ပြန်ကြည့်ရရင်တော့ Cisco ရဲ့တိုင်းရာကအမ်အတိုင်းတအတိကြမဒီသေးပေမဲ့ United ကိုစောင်းရတဲ့အတက်တိုက်စစ်ပိုင်အစီအစဉ်တွေအရေးတကြီးပြန်စဉ်းစားစေရပြီဟုတ်ကဲ့အထူးသဖြင့် Joshua စာစီအရင်ကအငားထွက်ဖို့ဖြစ်နိုင်ချေရှိခဲ့တဲ့သူက အခုချိန်ကြီးရရကြောင့်အသိမှပိုအေးပါတဲ့အခန်းကဏရလာနိုင်ချေတော်တော်မြင့်တက်လာတယ် EF Kong Jong Yo Cisco တိုင်းရာကြောင့်ရောဟွန်း ဒီအဖြစ်ဖြစ်တစ်ခုလုံးကိုကြည့်ရင်ခလတ်တင်းကြီးရဲ့ဘလောက်တိမ်မွေးတဲ့ဟန်းချက်မျိုးကို ထိမ့်နေရလဲဆိုတာမြင်သာစေပါတယ်ဘယ်လိုမျိုးလဲခင်ဗျတစ်ဖက်မှာစာစည်းလိုလူငယ်ရဲ့ရေရှည်ပွင့်ပြိုတိုးတက်ရေးပွဲကစားချိန်လိုအပ်ချက်ကိုစဉ်းစားရတယ်တစ်ဖက်မှာကြောက်လက်ရှိအရေးပေါ်လိုအပ်ချက်ဆက်စကိုတိုင်ယာ AF ခုံးလိုဟောင်းမျိုးတွေဟုတ်ကဲ့ပြီးတော့အပြောင်းရွေ့ရေးကွက်ဖိအားတွေ WhatsApp မို့ရိုးမားတော့ကစိတ်ဝင်စားနေတာမျိုးတွေအခုလိုတိုင်ယာလိုချုံမသိနိုင်တာတွေလား ီ balancing act ကိုပို့ပြီးခက်ခဲစေတာပေါ့ဟုတ်ပါတယ်မန္တန်သုံးသက်ကြပါပဲကရာစုနောထုံသူလေးတို့အတွက်စဉ်းစားစရာလေးတခုထားခဲ့ခြင်းပါတယ်ဆက်စည်းကိုအခုလို airbo အင်အားဖြေုံတတ်တတ်ထတ်ပါလိဒီလိုမျိုး few minute ရလာတဲ့အခွင့်အရေးက United မှာသူကစားသမားဘဝကိုအကြီးကျယ်ပြောင်းလဲသွားစေနိုင်မလားอืมตูซาเชซอนเปลี่ยนနိုင်ခင်ရင်ပေါ့ဟုတ်တယ်ตูซาတော့ကိုတုံးချနိုင်ခင်ရင်ဆက်စည်းကိုပြန်ကောင်းလား AS စီကွန်ကလူတွေပြန်လာတဲ့ချိန်မှာတော့ အသင်းရဲ့ရေရှည်တိုက်စစ်အစီအစဉ်တွေကိုပါပြောင်းလဲစဉ်းစားရလောက်တဲ့ဒီဖြစ်သွားနိုင်မလားဒါမှမဟုတ်ဒါကခနာရာလိုအပ်ချက်ကိုဖြည့်တဲ့ယာယီအခန်းကဏ္ဍပဲဖြစ်သွားမလားဒါကတော့လာမယ့်အပတ်တည်းလားတဲ့မှာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းမယ့်အချက်ပါပဲခင်ဗျာ